ယခင်ပိုင်းမှာတော့ချင်းမူဟာဆရာတို့အကိုကြီးပါရှန်းတဲ့အတူမြိုင်းလွင်ပြင်ကနေအိမ်ပြန်ခီးစတင်ခဲ့ပါတယ်။ဒီခီးစဉ်အတွင်းမှာသူတို့ဟာအင်မတန်အစွမ်းထက်ပြီးလှုပ်ဝက်ဆန်းကျက်သူတူဖြစ်တဲ့မင်းသားပန်းကုန်းချော့နဲ့တွေ့ဆုံခဲ့ကြပါတယ်။မင်းသားလေးကချင်းမူတို့အဖွဲ့ကိုလုံလန်ရွှေနန်းတော်ရဲ့အနေရရှိတဲ့နေမီတွေကနေတိုက်ခိုက်မှုမရှိဘဲလုံလုံကြုံကြုံထွက်ခွာနိုင်အောင် အသက်ဆုံးပြီးကူညီပေးခဲ့ပါတယ်။လမ်းတစ်ဝက်မှာတော့ချင်းမူဟာသူ့လှုပ်ဆရာရှိတဲ့အရေးကြီးကိစ္စတွေကြောင့်ဆရာတို့အကိုကြီးနဲ့လင်ယူရှိုးတို့ကိုနှုတ်ဆက်လန်ခွဲခဲ့ပြီးသူ့လမ်းသူဆက်သွားခဲ့ပါတယ်။ ဒီကြားထဲမှာပဲဘန်ကုံချော့ခနာကိုကိုသူတော်စင်ကလေးငယ်အဖြစ်နဲ့လုံလန်းနန်းတော်အရှင်မြတ်ကအတင်းကျက်သိမ့်ပိုက်ပြီးပြန်လည်ဝင်စားရခနာကိုအသည့်အဖြစ်မှတ်ယူခဲ့ကြပါတယ်။ဘိုးဘေးဆရာကလည်းရန်ခမ်းတိုင်းပြည်မှာသူတော်ဝင်တွေပြီးဆုံးသွားပြီဖြစ်လို့ကောင်းကင်နဲ့ဂိုင်းကိုအနားယူဖို့ထွက်ခွာခဲ့ပြီးအဲ့ဒီလိုပြန်တဲ့အခါမှာရည်ရွယ်ချက်နှစ်ခုရှိနေပါတယ်။ပထမတစ်ခုကသူ့ဘဝကိုငြိမ်းချမ်းစွာအနားယူဖို့နဲ့နောက်တစ်ခုကတော့ချင်းမူကိုဂိုင်းရဲ့ကောင်းဆောင်အသည့်အဖြစ်တင်မြှောက်ဖို့အတွက်ပါပဲ။ ဒီအချက်တွေကအရင်ပိုင်းရဲ့အနှစ်ချုပ်တွေဖြစ်ပြီးဒီတပတ်ရဲ့အပိုင်း56မှာတော့ကောင်းကင်နဂိုင်းနဲ့ရောက်ရှိသွားတဲ့ချင်းမှုရဲ့အခန်းကဏ္ဍနဲ့ဗိသိက်ခံပွဲအကြောင်းတွေကိုဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ဇလန်အစမှချင်းမှုနဲ့ဘိုးဘေးဆရာတို့ဟာကောင်းကင်နဂိုင်းရဲ့ဌာနချုပ်အနီးမှာရောက်ရှိနေကြပါပြီ။ချင်းမှုဟာဂိုင်းရဲ့အခြေအနေကိုတေချာကြည့်လိုက်တဲ့အခါဂိုင်းဟာတိုးတက်မှုအားနည်းနေလျက်ရှိပြီးရက်တက်နေတယ်လို့မျိုးဖြစ်နေတယ်လို့သတိထားမိပါတယ်။ဒါနဲ့သူကဘိုးဘေးဆရာကိုစိတ်အားထက်သန်စွာနဲ့ရန်ခမ်းတိုင်းပြည်မှာလို့ပညာရေးစနစ်နဲ့ကျောင်းတွေပါလို့တီထောင်မထားရလဲလို့မေးမြန်းခဲ့ပါတယ်။ ချင်းမူကဘိုးဘေးဆရာဟာဂိုင်းရဲ့အရေးကိစ္စတွေထက်ပြင်ပကဘာနဲ့ရန်ခမ်းတိုင်းပြည်အနာဂတ်ကိုသာပိုပြီးစဉ်းစားနေတယ်လို့ယူဆခဲ့ပါတယ်။ဘိုးဘေးဆရာကတော့ချင်းမူကိုအဲ့ဒါကငါတာဝန်မဟုတ်ဘူး။ငါကဘိုးဘေးကြီးကဲတယောက်ပဲ။ကောင်းကင်နဲ့ဂိုင်းရဲ့ခေါင်းဆောင်အစ်အမတ်မဟုတ်တာကြောင့်အဲ့ဒီလိုမျိုးပြောင်းလဲမှုတွေပြုလုပ်ဖို့ကိုတကယ်ဂိုင်းချုပ်ကလုံးရမှာဖြစ်တယ်လို့ခက်ပြက်ပြက်ဖြေကြပါတယ်။အဲ့ဒီဂိုင်းချုပ်ဆိုတာကချင်းမူမတိုင်ခင်ခေါင်းဆောင်ဖြစ်ခဲ့သူလီထန်းရှင်ကိုညှို့နာပါ။ ချင်မူကစိတ်ဝင်စားတဲ့လီထန်းရှင်ဟာဘာလို့အခုလိုခေါင်းဆောင်ကောင်းတယောက်မဖြစ်ခဲ့တာလဲ။ចောင်းတွေဘာလို့မတီထောင်ခဲ့တာလဲလို့ဆက်မေးလိုက်တော့လီထန်းရှင်ဟာမိမတွေကိုအယံဆွဲလန်းလွန်အားကြီးခဲ့ပြီးပညာရှိတဲ့ခေါင်းဆောင်ဖြစ်အတိမတ်ပြုဖို့ခက်ခဲတဲ့အကြောင်းဘိုးဘေးပြန်ရှင်းပြလိုက်ပါတယ်။နောက်ဆုံးတော့ဂိုင်းချုပ်လီထန်းရှင်ကိုသူ့ရဲ့ဆေးဆက်ထားတဲ့သူစီယိုယိုကိုတိုင်ကတက်ပြစ်လိုက်တာပဲဆိုပြီးလီထန်းရှင်ရဲ့နောက်ចောင်းကိုပြောပြခဲ့ပါတယ်။ချင်မူဟာကောင်းကင်နဂိုင်းရဲ့ဂိုင်းချုပ်အဖြစ်တင်မြောက်ခံရတော့မှဖြစ်လို့သူ့ရဲ့ခေါင်းဆောင်မူနီလန်းနဲ့အနာဂတ်အမြင်ကိုတင်ပြခဲ့ပါတယ်။ ပထမဆုံးချက်အနေနဲ့ကောင်းကင်နဲ့ဂိုင်းမှာပညာသင်ကျောင်းများတည်ထောင်တော့မှာဖြစ်ပြီးအဲ့ဒီလိုလှုပ်ခြင်းအပြင်ဂိုင်းဝင်အားလုံးကိုညီတူညီမျှပညာရေးနဲ့အတက်ပညာများသင်ကြားပေးနိုင်မှာဖြစ်ပါတယ်။ဒါအပြင်အရေးချင်းရှိတဲ့ကျောင်းသားတွေကိုလည်းပြင်ပကဘာရဲ့အတက်ပညာတွေရရှိဖို့အတွေ့အကြုံတွေရယူဖို့ရန်ခန်းတိုင်းပြည်ကိုဆေးလွတ်သွားမယ်လို့အတီလင်းပြောကြားခဲ့ပါသေးတယ်။ချင်းမူကဒီလိုခင့်မိတဲ့သင်ကြားရေးပုံစံကြောင့်ကောင်းကင်နဲ့ဂိုင်းဟာပြင်ပကဘာထက်တာလွန်ကောင်းတာလွန်လာနိုင်ပြီးတချိန်ကျရင်ကမ္ဘာပညာရေးရဲ့ဗဟိုချက်ဖြစ်လာနိုင်တယ်လို့ခိုင်ခိုင်မာမာယုံကြည်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ချင်မူရဲ့ဒီလိုကောင်းမွန်တဲ့စိတ်ကူးတွေကိုကြားလိုက်ရတဲ့အခါဘိုးဘေးဆရာလည်းအလွန်ကုန်ယူမိတယ်လို့ချင်မူကိုလည်းနောက်ကျပြီးမှရောက်လာခဲ့တာကိုနင်းနေတော့နောင်နိုင်ရမိကြောင်းဆိုပါတယ်။တကယ်လို့ချင်မူသားအနှစ်40ဆော်ပြီးမွေးလာခဲ့မယ်ဆိုရင် ကောင်းကင်ကတိုင်းဟာဒီထက်မကပိုကြီးမပြီးအင်းအားတောင့်တင်းတဲ့ဂိုင်းတစ်ခုဖြစ်လာလိမ့်မယ်လို့စိတ်ထဲကနေတွေးတောနေမိခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့ယုံကျိုးကိုရောက်လာကြပြီးဘိုးဘေးဆရာဟာချင်မူကိုဂိုင်းရဲ့ဂိုင်းချုပ်အသစ်အဖြစ်တင်မြောင်းမဲ့အခမ်းအနားကိုစတင်ပါတော့မယ်။ ဘိတ်တိတ်ခံပွဲအတွက်ဘိုးဘေးရဲ့လက်အောက်ခံတွေကအရေးကြီးတဲ့ဂိုင်းသားတဦးဖြစ်သူစီယိုယိုရောက်ရှိလာတဲ့အရေးရောင်ကိုအခုထိမတွေ့ရသေးကြောင်းသတင်းပို့ကြပါတယ်။ဒါနဲ့ဘိုးဘေးဆရာကစီကန်ထိန်သိရဲ့အကြီးအကဲကိုအမိန့်ပေးလိုက်ပြီးဂိုင်းသားအလုံးကိုလက်ရှိနေရာကနေကောင်းကင်နဲ့ဂိုင်းရဲ့အဓိကဌာနချုပ်ဖြစ်တဲ့ရှမ်းလင်းတောင်ကိုချက်ချင်းပြောင်းရွှေ့ဖို့လှုံ့ဆော်ခဲ့ကြပါတယ်။အကြီးအကဲဖြစ်သူရဲ့ဒီနေရာပြောင်းရွှေ့မှုကြောင့်တခဏအတွင်းမှာပဲသူတို့အလုံးဟာလှုပ်ဝက်တဲ့အစွမ်းတစ်ခုနဲ့အတူအထွတ်မြတ်နေမည်တဖြစ်လဲရှမ်းလင်းတောင်ကိုရောက်သွားခဲ့ကြပါတော့တယ်။ ရှင်မူကကောင်းကင်နဲ့ဂိုင်းရဲ့အထွတ်မြတ်နေမြေကြီးဟာအလွန်ကြီးမားလွန်းနေသလိုခန်းနာထဲဝါလွန်းကြောင်းမြင်လိုက်ရတဲ့အခါမှာတော့အံအားသင့်ပြီးပါဇက်ဟောင်းသားဖြစ်သွားခဲ့ရပါတယ်။သူတို့ရှမ်းလင်တောင်ကိုရောက်ရှိပြီးမကြာခင်မှာပဲတာယာညိတ်ညောင်းတဲ့အတန်တစ်ခုကရှင်မူနဲ့ဘိုးဘေးဆရာနောက်မှာထွက်ပေါ်လာခဲ့ပါပြီ။အတန်ပိုင်ရှင်ကအဖွားစစ်တစ်ဖြစ်လဲသူတို့ဆင်မဆစ်ယိုယိုဖြစ်နေပြီးမူအယ်နဲ့ဘိုးဘေးဆရာတို့ရောက်နေကြပြီလားဆိုကမေးလိုက်ခြင်းဖြစ်တဲ့အပြင်အဖွားစစ်ကအလွန်ချောမောလာပါတဲ့မူလာရုပ်တွင်ပုံစံနဲ့ရောက်ရှိလာခဲ့တာပါ။ စီယိုယိုရောက်ရှိလာတဲ့အခါသူမရဲ့တောက်ပလုံးနဲ့အလပါကြောင့်ကောင်းကင်နဲ့ဂိုင်းဝင်အလုံးရဲ့အာယုံဆိုင်ချင်းကိုတပြိုင်နက်တည်းခံလိုက်ရပေမဲ့ချင်းမှုနဲ့ဘိုးဘေးဆရာတို့နှစ်ဦးကတော့စိတ်ဝင်စားခြင်းမရှိဘဲပုံမှန်တိုင်းရှိနေခဲ့ပါတယ်။ဘိုးဘေးဆရာကဒီအခြေအနေကိုလုံးဝမနှမြို့တာကြောင့်သူဟာစီယိုယိုစီကိုအမြန်သွားလိုက်ပြီးရှမ်းလင်တောင်ကိုမူလပုံစံနဲ့လာဖို့ဘသူကခိုင်းလိုက်တာလဲဆိုပြီးဒေါသအနေငယ်ထွက်ကမေးလိုက်တဲ့အပြင်စီယိုယိုကိုလည်းအဖွားအုပ်ပုံစံကိုသာအသုံးပြုဖို့ပြောလိုက်ပါတယ်။ အဲ့ဒါမှအခြေအနေပိုးလုံးကျုံမှဖြစ်ပြီးစီယိုယိုရဲ့အလားကြောင့်ဂိုင်းထဲမှာရှုပ်ထွေးမှုတွေအနေရတွေဖြစ်လာရင်ချင်မှုအတွက်အလွန်နစ်နာလိမ့်မယ်လို့ဘိုးဘေးစိုးရိမ်နေကြတာပါဘိုးဘေးကမင်းပြုစုပြောထောင်ထားတဲ့မင်းရဲ့မြေးလေးဟာမကြခင်မှာဗိတ်သိက်ခံပွဲကျင်းပတော့မယ်မင်းကဒီပွဲကိုဖျက်ဆီးခြင်းလို့လားဒါမှမဟုတ်အနေရဖြစ်စေခြင်းလို့လားဆိုပြီးပြင်းပြင်းထန်ထန်ပြောလိုက်တဲ့အခါကျမှစီယိုယိုလည်းမူလရုပ်တွင်တုံးလိုက်မိခြင်းဟာမာယွင်းကြောင့်နားလေသွားခဲ့ရပါတော့တယ် အဲ့ဒီနောက်မှာတော့စီယိုယိုဟာသူမရဲ့အဖွားအုပ်ပုံစံကိုချက်ချင်းပြင်ပြောင်းလိုက်ပြီးချင်မူကလည်းစီယိုယိုကိုမြေတယောက်လိုပွေဖက်ပြီးလွန်ဆွနေတဲ့အကြောင်းပြောလိုက်ပါတယ်။စီယိုယိုပုံစံပြောင်းပြီးမကြာခင်မှာပဲနောက်ထပ်လာပါတဲ့အမျိုးသမီးငယ်တူဖြစ်တဲ့အဖွားစီရဲ့တူမလက်ရှိသူတော်စင်မဖြစ်တဲ့စီရင်ရှန်လဲပေါ်ထွက်လာပါတယ်။ စည်ရင်ရှမ်းကိုသူတော်စင်မျိုးသမီးအဖြစ်မိတ်ဆက်ပေးလာတဲ့အခါချင်းမူလဲအဖွားစစ်ကသူတော်စင်မဟုတ်တော့ဘူးလားဆိုပြီးအံအားတင်သွားရတာမြင်တော့စီကန်ထိန်တဲ့ရဲ့အကြီးကဲကစည်ရိုရိုဟာအဖွဲဝင်ဟောင်းဖြစ်သွားပြီးမို့သူတော်စင်အမျိုးသမီးမဟုတ်တော့ပဲစည်ရင်ရှမ်းကအစားထိုးလိုက်ပြီးဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ချင်းမူရဲ့ဂိုင်းချုပ်ဆက်ခံပွဲစတင်ဖို့ပြင်ဆင်နေချိန်မှာပဲဘိုးဘေးဆရာကဂိုင်းဝင်တဦးဖြစ်သူကြန့်ထန်းဝံမရောက်သေးတာကိုသတိပြုမိလိုက်ပေမဲ့အချိန်မရှိတော့တာကြောင့်အဲ့ဒီအကြီးကဲမပါပဲဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ တဖက်မှာတော့ရန်ခန်းတိုင်းပြည်ရဲ့မင်းဆရာဖြစ်သူဟာစစ်သူကြီးချင်းဖေးရွက်စီကနေအစည်းအဝေးခန်းစာကိုလက်ခံရရှိခဲ့ပါတယ်။အစည်းအဝေးခန်းစာမှာတော့ကောင်းကင်နဲ့ဂိုင်းသားတွေယုံကျိုးမျိုးတဲမှာရုတ်တရက်ဆူဝေးနေကြတဲ့အကြောင်းမူလနေထိုင်ရနေရတွေမှာအစနမကြံပျောက်ကွယ်သွားတဲ့အကြောင်းတွေရှောက်ထားတင်ပြနေပြီးချင်းဖေးရွက်ကကောင်းကင်နဲ့ဆိုးကိုင်းဟာတခုခုကြံစီနေတာဖြေရမယ်ဆိုပြီးယူဆသတ်မှတ်လိုက်ပေမဲ့မင်းဆရာကတော့စိတ်အေးအေးထားဖို့ပြောပါတယ် မင်းဆရာဟာကောင်းကင်နဲ့ကိုင်းအကြောင်းကိုကောင်းကောင်းသိထားပြီးသူတို့ရဲ့ဘိုးဘေးဆရာဖြစ်သူနဲ့လည်းဟိုးရက်ခင်ကလေးကတွေ့ဆုံဖူးပြီးသားဖြစ်တယ်လို့ရှင်းပြပြောဆိုလာပါတယ်။ဒီစကားကြတော့ချင်းဖေးရွယ်လည်းကောင်းကင်နဲ့ကိုင်းရဲ့ဘိုးဘေးဆရာဆိုသူကတော်ဝင်ကျောင်းတော်ရဲ့ပါမောက်ခချုပ်ကြီးလားဆိုပြီးအလွန်အံ့အသင့်သွားရပါပြီ။မင်းဆရာဖြစ်သူဟာဘိုးဘေးဆရာကိုအလွန်ယုံကြည်လေးစားပြီးသူတို့နှစ်ယောက်ဟာယင်းဤတဲ့မိတ်ဆွေတွေအတူတိုက်ပွဲဝင်ဖူးခဲ့ကြသူတွေမင်းဆရာကိုပညာတွေအများကြီးသင်ကြားပေးခဲ့တဲ့ဆရာတယောက်အဖြစ်လည်းမှတ်ယူထားပါသေးတယ်။ ဘိုးဘေးဆရာကကြောက်ပလင်ပေါ်မှာရှိတဲ့ဒါလန်းစင်ကိုတင်ပြပေးခဲ့တယ်လို့တာလိန်ရင်ကိုင်းအပြင်တခြားသောဂိုင်းတွေကိုတွားရောက်ဖို့ပြောကြားခဲ့ပြီးမင်းဆရာလိုချင်နေတဲ့ပြောင်းလဲမှုလမ်းစဉ်ကိုအပြည့်အဝကူညီပေးခဲ့သူဖြစ်တဲ့အပြင်တော်ဝင်ကျောင်းတော်ကိုလည်းအကောင်းဆုံးဥဆောင်ပေးနိုင်ခဲ့ပါသေးတယ်။ဒီအချက်တွေကြောင့်မင်းဆရာဖြစ်သူဟာဘိုးဘေးဆရာလောက်ရက်ကိုယုံကြည်ကိုးစားနေပေမဲ့လက်ရှိအချိန်မှာကောင်းကင်နှကိုင်းကကောင်းဆောင်အစ်တင်မြောက်တော့မှဖြစ်လို့အနာဂတ်ဂိုင်းချုပ်ကဘလို့လူစားမျိုးဖြစ်နေမလဲဆိုတာနဲ့ဘိုးဘေးဆရာလိုကောင်းတဲ့လမ်းစဉ်ကိုလိုက်မလားဆိုတာတွေကထဲစဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ကောင်းကင်နဲ့ဆိုးကိုင်းကိုမင်းစရာသွားကြည့်အောင်မှဖြစ်ပြီးဂိုင်းချုပ်တစ်ကလမ်းမရောက်သွားမယ်ဆိုရင်အချိန်မတိုင်ခင်တည်းကရှင်းပြတာတွေလှုပ်ဆောင်ရမယ်ဆိုပြီးကြိုတင်ဆုံးဖြတ်ထားလိုက်ပါတော့တယ်။တာအိုဂိုင်းကြီးနဲ့တက်လေရင်ဂိုင်းတို့စီမှာလည်းကောင်းကင်နဲ့ဂိုင်းသားတွေပျောက်ကွယ်သွားတာကိုသတင်းရရှိခဲ့ကြပြီးဒါဟာဂိုင်းကောင်းဆောင်တစ်တင်မြောက်တဲ့ကိစ္စပဲဖြစ်ရမယ်လို့ခံမှန်းတွက်ချက်ခဲ့ကြပါတယ်။တာအိုဂိုင်းကြီးဟာကောင်းကင်နဲ့ဂိုင်းကိုယုံကြည်မှုမရှိတဲ့အတွက်အခွင့်သာရင်ခေါင်းဆောင်တစ်ကိုတက်ပြစ်ဖို့ရည်ရွယ်ချက်ထားခဲ့ကြတယ်လို့ တက်လင်ရင်ကိုင်းကလည်းကောင်းကင်နဲ့ကိုင်းကိုချင်းချောက်မှုအဖြစ်မဲ့ယူပြီးဂိုင်းချုပ်တဲ့ဘသူလဲဆိုတာကိုလှုပ်ဝက်စုံစမ်းဖို့စူးစမ်းခဲ့ကြပြန်ပါတယ်။တိမ်တွေကြကရှမ်းလင်တောင်ကောင်းကင်နဲ့ကိုင်းရဲ့နဲ့နေမြေကြီးထဲမှာတော့ချင်းမှုကိုဂိုင်းချုပ်အဖြစ်တင်မြောက်ပေးကြတော့မှဖြစ်လို့ဘိုးဘေးဆရာကနန်းပလင်ထက်ကိုကြောက်လေကာတိုင်းတက်ခိုင်းလိုက်ပါတယ်။ ဂိုင်းတစ်ခုရဲ့ဗိတ်သိက်ပွဲခန်းနာကိုဘာကြောင့်ပလင်ဆိုပြီးသုံးနှုံးလာလဲမေးတော့ကောင်းကင်နဲ့ဂိုင်းဟာဟိုးအရင်တုန်းကဒိုင်းပြည်6ခုကိုဥဆောင်ဖူးခဲ့ကြပြီးအလွန်အင်အားကြီးဖူးတဲ့ဂိုင်းတစ်ခုဖြစ်ခဲ့တယ်လို့ဗီမင်းမြက်တွေဟာလည်းဒီနေရာမှာပညာသင်သွားကြရတာဖြစ်လို့ထမ်းမော်ဂိုင်းဟာအရာအလုံးအထက်မှာရှိနေတယ်လို့ဂိုင်းရဲ့သမိုင်းမှာလည်းအရင်ရေးပါခဲ့တဲ့အတွက်အခုလိုခေါ်တာဖြစ်ကြောင်းဘိုးဘေးကရှင်းပြပေးလိုက်ပါတယ် တမိုင်းကိုပြန်လည်ရမယ်ဆိုရင်ကောင်းကင်နဂိုင်းရဲ့ပထမဆုံးကောင်းဆောင်တစ်ဖြစ်လေတီထောင်သူဂိုင်းချုပ်ဟာဟိုးအရင်တုန်းကဘလို့ခုတ်ခုတ်ပြတ်တောက်ခြင်းမရှိတဲ့တစ်ပင်ကြီးတပင်နားမှာတစ်ခုတ်သမားသူတော်စင်နဲ့တွေ့ဆုံဖူးခဲ့ပါတယ်။တစ်ခုတ်သမားကစမ်းကြက်လွန်းသူဖြစ်လို့တီထောင်သူဂိုင်းချုပ်ကဆယ်စုနှစ်များစွာကြာအောင်အတူတကောရှင်တွဲနေထိုင်ရင်အသိပညာများစွာသင်ယူခဲ့ပြီးနောက်ဆုံးမှာတော့ဉာဏ်လင်းရရှိသွားခဲ့တာကြောင့်ဂိုင်းရဲ့အမွေနှစ်ကျန့်ဖြစ်ရေးသားပြုစုပေးခဲ့ပါသေးတယ်။ အခုချိန်မှာဆိုရင်ချင်းမူဟာဂိုင်းချုပ်တစ်ဖြစ်လာပြီးမို့တစ်ခုတ်သမားသူတော်စင်နဲ့ပထမဆုံးတွေ့ဆုံစဉ်ကထိုင်ခဲ့မှုတဲ့နေရာဖြစ်တဲ့ကြီးမားသောကြောက်တုံးပလင်ပေါ်မှာဘိုးဘေးကထိုင်ခွင့်ပေးလိုက်တာကြောင့်ချင်းမူဟာဂိုင်းသားများစွာရဲ့အယုတ်အေးပေးမှုအောက်မှာပဲမျိုးဆက်တစ်ဂိုင်းချုပ်ဖြစ်လာခဲ့ပါတော့တယ်။ကြောက်တုံးပလင်ပေါ်ချင်းမူတက်ထိုင်လိုက်တဲ့အခါဘိုးဘေးဆရာကအဖွားစစ်ခန္ဓာကိုယ်ထဲမှာနှလုံးသားနှစ်ဆို့အဖြစ်အစင်မြေပုံအောင်းနေခဲ့တဲ့ဂိုင်းချုပ်ဟောင်းလီထန်းရှင်ကိုထွက်လာဖို့အမိန့်ပေးလိုက်ပါတယ်။ ီစကားကြားလာတဲ့လီထန်းရှင်ဝိညာဉ်ဟာအဖွားစစ်ခန္ဓာကိုယ်တဲကရုံးကန်ထွက်ပေါ်လာခဲ့ပြီးဘိုးဘေးအမိန့်ကိုလေးစားစွာလိုက်နာလိုက်ကတစ်ခုတ်သမားသူတော်စင်ရဲ့ရှေးအမွေအနစ်ကိုချင်းမှုထံလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ဒီလိုမျိုးအမွေလွှဲပြောင်းပေးတဲ့လုပ်ငန်းစဉ်အတွင်းမှာပဲချင်းမှုဟာတစ်ခုတ်သမားသူတော်စင်နဲ့တွေ့ဆုံတဲ့အမြင်အာရုံကိုရရှိခဲ့ပြီးသူတော်စင်ထံကနေပညာရဲ့များစွာကိုလေးလာသင်ယူနိုင်ခဲ့ပါတယ်။ မွေနှစ်လွဲပြောင်းပြီးတဲ့နောက်노ထလာတဲ့လီထန်းရှင်ဟာစီယိုယိုရဲ့ကိုခန္ဓာကိုသူ့ရဲ့ကိုခန္ဓာတည်းအဖြစ်အပီးတိုင်းတင်ပိုက်ဖို့စူးစမ်းခဲ့ပေမဲ့စီယိုယိုကအလွယ်တကူပဲသူ့ရဲ့အသီးစိတ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးလီထန်းရှင်ကိုလှုပ်ရှားနိုင်ခြင်းမရှိအောင်ပြန်လည်ကျုံနောင်ပစ်ခဲ့ပါတယ်။အဲ့ဒီနောက်နှစ်တစ်ကူရောက်တဲ့အခါရွာကိုပြန်လာခဲ့ပါအောင်ဆိုပြီးဘိုးဘေးကနေတဆင့်ချင်မှုထံစကားချန်ထားပေးခဲ့ပြီးအဖွားစစ်ထွက်ခွာသွားပါတော့တယ်။ ဘိုးဘေးကအဲ့ဒီသတင်းစကားကိုလက်ခံရရှိခဲ့တယ်လို့ချင်မူကတော့ကြောက်တုံးပလင်ပေါ်မှာတူးသေးကြံရစ်ခဲ့ပြီးရပ်ပေါင်းများစွာကြတဲ့အထိသူတော်စင်ရဲ့အသိစိတ်အောက်မှာဆက်လက်ရှိနေခဲ့ပါတယ်။အဲ့ဒီအသိစိတ်အောက်မှာချင်မူဟာကောင်းကင်နဂိုင်းရဲ့တီထောင်သူဂိုင်းချုပ်နဲ့တစ်ခုတ်သမားသူတော်စင်တို့ရဲ့အရေးပါတဲ့ဆွေးနွေးမှုတစ်ခုကိုမြင်ခဲ့ရပါတယ်။တီထောင်သူဂိုင်းချုပ်ကသူတော်စင်ဖြစ်လာဖို့ဘယ်လိုလုပ်ရမလဲလို့မေးမြန်းလိုက်တဲ့အခါတစ်ခုတ်သမားသူတော်စင်ကလူတစ်ယောက်ဟာသူတော်စင်ဖြစ်လာဖို့အခြေခံမှုအားဖြင့်အချက်၃ချက်ပဲလို့ကြောင်းပြန်ဖြေကြားခဲ့ပါတယ်။ အဲ့ဒီအချက်၃ချက်ကတော့နားလေခြင်းထိုးထွင်းသိမြင်ခြင်းနဲ့ဉာဏ်လင်းပွင့်ခြင်းတို့ဖြစ်ပြီးလူတယောက်အနေနဲ့ဒီအချက်၃ချက်သိပြီးသွားရင်သူတော်စင်ဖြစ်လာနိုင်တယ်ဆိုပြီးမြင်ကွင်းတွေကနေတဆင့်ချင်းမှုကိုယ်တိုင်ကြားသိလိုက်ရတဲ့အခါမှာတော့နောက်ပိုင်းကြင်ကြံမှုခရီးလန့်အတွက်အကျိုးသက်ရောက်မှုကြီးကြီးမားမားရှိလာခဲ့ရင်ကဒီအပိုင်းလေးပြီးဆုံးသွားခဲ့ပါတော့တယ်